ကဲကျွန်တော်ရမိတ်ဆွေများပါเนาะကျွန်တော်ဒီနေ့မှာဆိုရင်ကျွန်တော်ရမိတ်ဆွေ6လုံးပြီးပေါက်လေးလာပြပြီเนาะ6လုံးပြီးပေါက်လေးကကျွန်တော်ရမိတ်ဆွေများအဲတခြားကြည့်ဦးเนาะဟာကျွန်တော်ပြီးပေါက်လေးကသူက14ချိန်ရှိပါတယ်เนาะဝင်ခဲ့14ချိန်ရှိပါပြီဝင်ခဲ့တာအဲ့တော့ကျွန်တော်ရမိတ်ဆွေတွေကတန်နေတတယ်ဆိုရင်ဒီ6လုံးပြီးပေါက်ကိုမိတ်ဆွေတို့ဟာထွားมาဖြစ်တယ်ပြီးလို့ရှိရင်ဒီ6လုံးပြီးပေါက်ကကျွန်တော်ဒီ ီလိုတပုတ်လုပ်မယ်ပြီးလို့ရှိရင်နောက်ထပ်တပုတ်မှာလည်းထောက်လုံးပြီးတော့ထောက်လို့ထောက်ပြီးပြီးတော့အဲ့ဒီနှစ်ခုကိုကျွန်တော်တိုက်ပြီးမယ်နော်ဒါပြီးလို့ဆိုကျွန်တော်ဒီဗီဒီယိုကနည်းနည်းရှေ့သွားတော့နော်အဲ့တော့ကျွန်တော်အနေနဲ့ပထမအဆုံးကျွန်တော်ဒီခြောက်လုံးပြီးပေါ့လာပြပြမယ်ဒါကလည်းတကယ်ကျွန်တော်တက်နေတဲ့ဆိုရှင်ထောက်လာပါနော်နောက်တစ်ခါမှတစ်ခါဗီဒီယိုပုံနဲ့တင်ပြမယ်နော်ခုကရှေ့သွားပြီနော်ရှေ့သွားတဲ့အတွက်ကြောင့်မို့လို့နော်ကဲအဲ့ဒါဆိုကျွန်တော်ဒီခြောက်လုံးပြီးပေါ့ကဘယ်လောက်ထိဝင်လာလဲ

တစ်ချိန်၊ချိန်၊၃ချိန်၊၄ချိန်၊၅ချိန်၊၆ချိန်၊၇ချိန်၊၈ချိန်၊၉ချိန်၊၁၀ချိန်၊၁၁ချိန်၊၁၂ချိန်၊၁၃ချိန်၊၁၄ချိန်မြောက်မှန်ခဲ့ပြီးပါတယ်နော်။၁ချိန်တော့မှန်ခဲ့ပြီးပါရင်ကျွန်တော်ဒီချိန်နဲ့ဆိုရင်၁၅ချိန်မြောက်ပဲနော်။တော့ဒီ၁၅ချိန်မှာကျွန်တော်ပါရမယ်ပေါ့နော်။ချက်ကြည့်ကြည့်မှာပေါ့နော်။ဒီမှာဆိုရှင်ကျွန်တော်တို့မှာ၃ည၄၅ခု၈ခုဆိုပြီးအပြီးပေါက်ရရှိတယ်။ ထွက်သွားတော့နှစ်နှစ်ခွန်လို့ထွက်တယ်နော်မှန်သူရှိရင်ကျွန်တော်တို့3 5 8 3 9ခွန်ဆိုပြီးတော့6လုံးအပြီးပေါက်ထွက်ခဲ့တယ်ဒီမှာဒီ3 8 8နော်ပြီးလို့ရှိရင်1 3 6 8 9 3 9ဆိုပြီးတော့ဒီမှာ3 3 9ဆိုထွက်ခဲ့တယ်နော်ကျွန်တော်မစ်ဆွေများတခြားကြည့်ပြပါ9 9 3 9 နှစ်3လေးဆိုပြီးတော့3 5နှစ်ဆိုပြီးတော့ပြီးထွက်ခဲ့ပါတယ်နော်ဒါဆိုရှင်ကျွန်တော်တို့4 6 9 1 2 3ပြီးလို့ရှင်ဒီမှာ3 6 9နှစ်ဆိုပြီးတော့ကျွန်တော်ပြီးရောက်ထွက်ခဲ့ပါတယ်ပြီးလို့ရှင်6 4 6 9 1 2 3 နှင်းလေး6ဆိုရောဒီမှာအပြီးထွက်ခဲ့ပါတယ်နော်နှင်းလေး6ဆိုအပြီးထွက်ခဲ့ပါတယ်ဒီမှာတချို့နည်းတစ်ချက်မှားတာနော်နှင်းလေး6ပါနှင်းလေး6ပါနော်အဲ့မေဆွေများနှင်းလေး6ပါသုံးဟောင်းနော် နင်းလေးချောင်းဟမ်ဘယ်လိုတော့ဖြစ်နေဒုက္ခဖြတ်မှောင်ဒါဟုတ်ဒါကဟုတ်တယ်ဖြတ်ကမှအောင် ra ho mà hậu đà là ông nhà cái bác sĩ rồi đấy nhà lông này tên một con nó tất cả gì đều nhà lông tên một con nó chế cái này đó sao chỉ được chả đâu nhà lông này tên một con nó là gì không ဟုတ်နော်အာတည်တည်ချာချာလှုပ်ထားရတဲ့အနေဦးအဲ့လိုဖြစ်တာကြည့်လိုက်ပြန်သွားမယ်နော်ဒီရောက်ဝိုင်းနော်ထိုင်တော့6 469123ဆိုရဲမှာ392ဆိုထပ်တယ်469123ဆိုရော146ဆိုထပ်တယ် ဝါခွန်တုံညာနှစ်သုံးလေးဆိုပြီးတော့ဒီမှာသုံးနှစ်လေးထွက်တယ်သုံးငါရှေတုံညာတင့်နှဲဆိုပြီးတော့ဒီမှာရှေ့ငါနှစ်ဆိုပြီးထွက်တယ်နော်အဲမဆူညာဒီမှာကျတော့ရှေ့6တဲ့3 4 5ဆိုပြီးတော့မရှေ့6 5ဆိုထွက်တယ်နော်မမှန်နော်မဝိုင်းနေပြလာတယ်

တိနှစ်တော့6 9 6ထုံထွက်တယ်9 8 4 6 8 8 9 8ရှစ်ကိုရှစ်စုံထွက်တယ်နော်ကျွန်တော်မြစ်ရှင်ညာနော်အစဉ်ပြေပါနော်အမတော်တခြားမှန်ခဲ့တာနော်14ကျင်ရှိပါရင်နော်14ကျင်ရှိပါပြီဆိုတော့ကျွန်တော်တို့ကလည်းဒီတွက်နီးလေးကိုလည်းကျွန်တော်အနေနဲ့ဒါမြစ်ရှင်ညာကိုပြပြပြီးမှာပဲဖြစ်ပါတယ်ပေါ့နော် အဲမေဆွေလူကကြိုက်နှစ်သက်တယ်ဆိုရှင်မေဆွေလူရဲ့ပေါ်နော်အဲဆိုရှင်ကျွန်တော်ဒီမှာတနည်းလေးပြရမယ်နော် ကဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒီတွက်နီးကိုတခြားပြပြပါမယ်နော်ကျွန်တော်မိတ်ဆွေတခြားကြည့်ပြင်နော်တွက်နီးကိုတခြားပြပြပါမယ်ကျွန်တော်မိတ်ဆွေတွေကဘယ်အရင်ပြပြမယ်ဆိုကျွန်တော်ဒီကိုခွန်ချက်ကတော့ရေတော့ပြပြမယ်နော်ကျွန်တော်မိတ်ဆွေတွေကိုအဲတိတိချာချာလေးကြည့်ပြနော်နည်းနည်းလေးစစ်ရှုပ်မှကြောက်လို့နော်တခြားကြီးကြည့်ပြတာနော်ကဲအဲ့ဒါတော့ဒီကြည့်ကြအောင်နော်အဲကျွန်တော်အခုဗီဒီယိုလုပ်တဲ့ချိန်က ဆက်နှစ်နာရီနဲ့နော်ဒီစံက9မိနစ်ရှိပါတယ်เนาะအခုချိန်မီတာမပြီးသေးဘူးကျွန်တော်အနည်းဆုံးတစ်ချက်ခွဲလောက်မှပြီးမှာနော်ဗီဒီယိုလောက်တော့ကျွန်တော်ကြိုးစားပြီးတယ်เนาะကျွန်တော်မိတ်ဆွေတွေเนาะကျွန်တော်မိတ်ဆွေတွေကကျွန်တော်ကြိုးစားပြီးတော့အငယ်ချင်းတို့ကြိုးစားပြီးကြည့်ပေးပါเนาะဒါပြလို့လဲဆိုတော့အစားအသောက်တွေချာကြည့်ပေးကြပါเนาะပြီးရင်ကျွန်တော်လက်မလေးထောင်ပေးကြပါเนาะ comment ထဲမှာကျွန်တော်ကိုကြိုက်တယ်လို့ဟိုနေမှာเนาะအငယ်ချင်းတို့ကမှန်မှန်လို့မှားမှန်လို့ကြိုက်တယ်ရေးပေးเนาะ ပထောက်ပြီးမှကျွန်တော်နေလဲကော်မတီပြန်ကြည့်တော့မှသိရမှာပေါ့နော်။နိုင်မှာလဲနိုင်မှာလဲပေါ့နော်။အဲ့ဒါတစ်ချက်တော့ထောက်ပြကြနော်။ Okay ။တွန်နီလီကဘယ်လိုလာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကမထွက်ထားတဲ့ကဏ္ဍကိုရင်သွားကြည့်မယ်နော်။9 9 8နော်။9 9 8ကတော့ကျွန်တော်ရင်လုံးကြည့်မယ်နော်။မြစ်စင်များ။ကြားကြည့်ပြပါနော်။9 9 8နော်။ ဟုတ်ကဲ့ထီကြီးကနန်းကလည်းကျွန်တော်တို့လက်6ခွန်6ခွန်6ဆိုပြီးတော့ထွက်တယ်ပေါ့နော်ပြီးလို့ရှိရင်နှလုံးကနန်းခွန်ခွန်ထွက်တယ်နော်အဲ့တော့8လေး3နဲ့8 3လောက8လေး3ရင်း5 3ရဲ့နောက်ပိတ်က2 8 3ညရဲ့6 3ညငါရဲ့နော်အဲအဲ့လိုထွက်တယ်နော်ကဲအဲ့ဒါဆိုတော့ကျွန်တော်တို့ကဒီကနန်းတွေကိုပေါင်းရမှာဖြစ်တ တောင်းလို့ရှိရင်ကျွန်တော်ရလာတဲ့ခဏကိုကျွန်တော်ဒီမှာစားဒိုးနဲ့ကျွန်တော်ယူသွားမှာဖြစ်တယ်နော်အဲ့ဒီတွေ့နေရအတိုင်းပဲသွားရတာဖြစ်ပါတယ်မစ်ဆွေတို့အနေနဲ့ပြင်ပြီးတော့ comment ကိုအများကြီးတွေ့ကြည့်လို့ရရနော်အစားဆုံးတွေ့ကြည့်ရရနော်နှစ်နှစ်ခွန်တော့စားတွေ့လို့ရရနော်ခဲအဲ့ဒါဆိုရှင်နဲ့ကျွန်တော်တို့ဘလူးယူထားလဲဆိုလို့ရှင်နဲ့ထိတ်စီရှိရှစ်ကိုယူနော်ဒီထိတ်စီရှစ်ကိုယူလိုက်မယ်နော် ဒီမှာနောက်ထက်ကြီးနောက်ကတပွင့်ခွန်ယူမယ်เนาะပြီးလို့ရှိရင်ကျွန်တော်ဒီမှာ6တလုံးယူမယ်ပြီးရင်ဒီ၄၃ဆိုတော့နှလုံးယူမယ်ပြီးရင်ဒီမှာကျွန်တော်3နှစ်ခွန်နှလုံးယူမယ်ပြီးရင်ဒီမှာ6တလုံးယူမယ်เนาะအဲ့ဒါဘယ်လိုယူထားလဲဆိုလို့ရှိရင်ကျွန်တော်တို့က၈ကိုလည်းကျွန်တော်၈ပွင့်ယူမယ် ရှစ်ကိုရှစ်ပွင့်ရမလို့ရှင်ရှစ်ဆပေါ့ဗျာရှစ်ဆတော့ရှစ်ရှစ်လေး64ပေါ့နော်ဟုတ်ပြီနော်ဒီမှာ64ကျွန်တော်ရေးရအောင်နော်ရှစ်ရှစ်လေး64ခုနှစ်ကိုကျွန်တော်ယူမယ်ခုနှစ်ကို3စားယူမယ်ခုနှစ်ကို3စားယူမယ်ဆိုတော့ခုနှစ်3နဲ့21မနော်21နော်ညာ21ယူရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ ိုးကတစားပဲယူမယ်နော်ကိုးကတစားပဲယူမယ်နော်မကိုးရေးတာနော်အဲပြီးလို့ရှိရင်ကျွန်တော်ဒီမှာဒီဒီတော့မနော်လေးကိုတစားယူမယ်မလေးတုံးယူရတယ်သုံးကိုတစားယူမယ်သုံးတုံးယူရတယ်နော်ပြီးရင်လည်းသုံးကိုသုံးတားယူမယ်ကျွန်တော်ကိုးယူထားတယ်နော်သုံးသုံးဒီကိုးနော်ပြီးရင်နှစ်ကိုတစားယူတယ်ဒီမှာကျွန်တော်နှစ်ယူရတယ်နော်နှစ်ကိုတစားယူထားတယ် 6ခု2ဆယူတော့7ဆိုတော့200เนาะဟုတ်ပြီလေကျွန်တော်အဲ့တော့ဒီမှာ64 64ဆိုတော့လေကျွန်တော်တို့4ကိုယူမယ်ဒီမှာ4ကိုချရေးမယ်20နဲ့1ကိုတော့1ကိုယူမယ်ဒီမှာချရေးမယ်ဒီမှာ9ကိုယူမယ်ဒီမှာရေးမယ်ဒီက4ကိုယူမယ်ဒီမှာရေးမယ်3ကိုယူမယ်ဒီမှာရေးမယ်9ကိုယူမယ်ဒီမှာရေးမယ်1ကိုယူမယ်ဒီမှာရေးမယ်2ကိုယူမယ်ဒီမှာရေးမယ် အဲအဲ့ဒီကဏ္ဍကြီးအကုန်လုံးကိုပေါင်းနေကြခြင်းဟာဘယ်လောက်ရရှိလဲကျွန်မမစ်ဆွေများအကြီး10တည့်ရဲ့ကိုရပေါင်း10ရဲ့4ရဲ့4ရဲ့တရက်2ရဲ့ပေါင်း20ရဲ့နော်3ရဲ့9ရဲ့ပေါင်း32တရက်2ရဲ့ပေါင်း34နဲ့4ရနော်34ကိုကျွန်တော်ဒီမှာ၄ရေးရမယ်နော်။ဒီမှာ၄ရေးရမှာဖြစ်ပါတယ်။ လေးရမှာဖြစ်တယ်ပြီးရင်လေးကို2 point တိုးမယ်လေးကို2 point တိုးရင်ကျွန်တော်ဘာရရှိတဲ့6ရရှိတယ်ဒီ6ကိုလည်းကျွန်တော်3 point ထပ်တိုးမယ်9ရရှိတယ်ကိုက2 point ထပ်တိုးရင်10ရရှိတယ်ဗျာတက်ပြီးရင်2 2ပြီးရင်3အဲ့တော့ကျွန်တော်တို့ကဏ္ဍလေးမှာ6လုံးရရှိကြတယ်ဘာရရှိတယ်ဆိုရင်၄6 9 1 2 3မနော်၄6 9 1 2 3ကဲ ွက်သွားတာကဘာကံလို့ပြောတယ်။ဟောဒီမှာဟောဒီမှာ6နော်6 9 6ထွက်သွားပါတယ်နော်။ကျွန်တော်မစ္စရီမန်မကန်နီ6လုံးမှာ6 9 6ထွက်သွားပါတယ်နော်။ ဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ပင်ထပ်သွားမယ်နောက်တစ်ပင်က696မနော်696ကလည်းကျွန်တော်ဒီပုံမှာယူထားလို့ပဲ6ကိုကျွန်တော်ဒီမှာ6ပွင့်ယူရတယ်ဒီမှာခွန်သုံးပွင့်ယူထားလို့ကျွန်တော်တို့ဒီမှာ9ကိုလည်းသုံးပွင့်ယူထားတယ်ဒီမှာ3ကိုလည်း6ပွင့်ယူထားတယ်မကူတပင်းကျော်ကိုယူမနော်ကိုတပင်းယူထားသူလေကျွန်တော်တို့ဒီမှာ6ကိုလည်းတပင်းယူထားရနော်တပင်းကျော်လေးတယ်နော် ြည့်လို့ရှိရင်တော့နှလုံးကနေမပါဘူးမနှလုံးကနေမပါဘူးကျွန်တော်ဒီမှာနောက်လေနဲ့နောက်နဲ့ကိုယူမယ်တပွင့်တပွင့်ယူမယ်လေနဲ့နောက်ကို၅၅ဆိုပြင်ကြတယ်ပြည့်လို့ရှိရင်ဒီမှာလည်းလေနဲ့နောက်ပိတ်ကိုကျွန်တော်လို့ယူထားတယ်ဒီမှာလည်းလေနဲ့နောက်ပိတ်ကိုယူထားတယ်အလေက၃ပွင့်တူရင်ကိုဒီမှာတို့က၃က၃ပွင့်တူရင်ကိုနော်မှန်တယ်၃ပွင့်တူရင်ကိုတစ်ကတပွင့်မယ်နော်တစ်ပေါ့နော်မှနှစ်ကတပွင့်နဲ့နှစ်ပေါ့နော်အဲ့လိုယူထားတာ ီမှာဆိုရင်ကျွန်တော်ဒီမှာနောက်ပိတ်နောက်ပိတ်ကဏ္ဍ7000ကဏ္ဍကိုကျွန်တော်တပွင့်နှစ်ပွင့်ယူမယ်။မှ၄ကို2ပွင့်ယူတာလေ2ပွင့်တော့8ပေါ့နော်။ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာနောက်ပိတ်က9ကိုယူမယ်6ကိုယူမယ်ဒီမှာနော်၃ည၈လ၃ညပဲမညအောင်နော်၅၃၄၁၅နော်၁၅ကိုဒီမှာ၅ယူတယ် 6တတိ6เนาะမှာ6ခုယူရဲ့5တတိ5 5တတိ5เนาะ3တတိ9 7တတိ10 7တတိ8เนาะအဲ့လိုเนาะကျောင်းယူရဖြစ်ပါတယ်ကျောင်းမစ်သူရှင်းအောင်ပြပြရခြင်းဖြစ်ပါတယ်เนาะအဲ9ကိုယူမယ်6ကိုယူမယ်9ကိုယူမယ်9ကိုယူမယ်9ကိုယူမယ်1ကိုယူမယ်8ကိုယူမယ်အားလုံးပေါင်းမယ်เนาะ ားလုံးပေါင်းလို့ရှိရင်လည်းကျွန်တော်တို့ကတပါရရှိတယ်ဆိုရင်ငါးနှလုံးပေါင်းခြင်းက30 9ရက်တည့်ပေါင်းရင်30တော့20ပြီးရင်9ရက်6ရက်ပေါင်းခြင်းဆို31 8နဲ့ပေါင်းရင်တော့9ဖြစ်တယ်နော်9ဆိုတော့ကျွန်တော်တို့ဒီမှာ9လေးလုံးရရှိပါတယ်နော်အဲဒီလိုပဲ9 2ပွင့်တွင်းရင်1ရတယ်1ကို3ပွင့်တွင်းလို့ရှိရင်ကျွန်တော်တို့4ရပါတယ်နော်၄ကိုလည်း၂ point တွင်းကျွန်တော်ပါရရှိပါတယ် 6ရရှိပါတယ်6 4ခွန်ခွန်8ဟုတ်ပြီနော်9 4 6ခွန်8 9 4 6ခွန်8ကဲအဲ့တော့ကျွန်တော်ဒီမှာ9ဒီမှာ8ထွက်သွားတာ698နော်6လုံးပြီးတော့ကောင်းနေရောပဲနော်ကျွန်တော်မိတ်ဆွေများကဲအဲ့ဒါဆိုရှင်နဲ့ကျွန်တော်လာမဲ့ပတ်လို့ချက်ကြည့်မယ်နော် ဟိုညမှာ69ရှစ်เนาะကဲမစ်ဆွေည69ရှစ်ကဲဆိုရင်69ရှစ်ကချက်ကြီးထွက်သွားတော့ထီကြီးထွက်သွားတာ345 69ရှစ်345 69ရှစ်ဟုတ်ပြီเนาะ69ရှစ်345 69ရှစ်ပြီးလို့ရှိရင်ကျွန်တော်နှလုံးတွေထွက်သွားတာ69 73ထွက်တာ449 38နောက်နောက်3လုံးထွက်တာက11 69 တို့များလို့ထပ်တယ်နော်ကျွန်တော်မိတ်ဆွေများခဲအဲ့ဒါဆိုရင်ကျွန်တော်ယူပြမယ်3ကိုလည်းကျွန်တော်10 point ယူပါမယ်နော်10နဲ့မြောက်ပါမယ်ယူ10နဲ့မြောက်ပါမယ်5ကို3နဲ့မြောက်ပါမယ်လက်10ကို1နဲ့ပဲယူမှာနော်ပြီးရင်နှလုံးကနေမပါဘူးနော်ဒီမှာ၄ကိုနှလုံးယူမယ်၄ကိုနှလုံးကိုတပွင့်တပွင့်ယူမယ်2ကို3ပွင့်ယူမယ်10ကို2ပွင့်ယူမယ် 6ကို2ပွင့်ယူမယ်နော်။ကဲအဲ့တော့ကျွန်တော်အနေနဲ့အလာဒီကိုပေါင်းရမယ်။ပေါင်းမှုဥစားပြပြမယ်နော်။38 24 24 24ဆိုတော့ကျွန်တော်မှာ၄ယူရတယ်။ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ၄3နဲ့7နှစ်ကြတော့ကျွန်တော်ဒီမှာ2ကိုယူထားတယ်။8 4 8เนาะ4 4 4 9 4 9 2 3 6 8 4 8 6242နှစ်ကိုယူထားတယ်အဲ့တော့ကျွန်တော်ဒီ၄ကိုဒီဆွဲချမယ်ဒီနှစ်ကိုဒီဆွဲချမယ်ဒီ၈ကိုဒီဆွဲချလိုက်မယ်နော်ပြီးရင်ဒီ၄ကိုဒီဆွဲမယ်ဒီ9ကိုဒီဆွဲမယ်6ကိုဒီဆွဲမယ်7ကိုဒီဆွဲမယ်2ကိုဒီဆွဲမယ်ကဲအဲ့ဒါကိုအကုန်လုံးပေါင်းမယ်နော်ပေါင်းလိုက်မယ်ရှေ့ရယ်ဝိုင်းပေါင်းပြီဗျာရှေ့ရယ်2ရယ်ပေါင်းရင်30 6ရယ် လေးရ6ရပေါင်း30တော့20 20ဆိုတော့နေ့ရှိပေါင်း30เนาะ30ဆိုတော့ကျွန်တော်တို့က9ရလေးပေါင်းရင်43 43ဆိုတော့ကျွန်တော်မ3ရတာတယ်3 2.2ရင်5 9 3.2ရင်8 8ကို2.2တော့3ရ3ရပြီးရင်3ရနဲ့ကြည့်ရတဲ့ပုံရ1 1ကြည့်ရ2ဟုတ်ပြီနော် 3983912ဆိုပြီးတော့3983912ဆိုပြီးတော့အပြီးပေါက်လေးရရှိပါတယ်เนาะကျွန်တော်မေဆူညာကဲအဲ့ဒါလေးကိုကျွန်တော်ကဒီထဲမှာခြာရေးနေမှာဖြစ်ပါရယ်เนาะအဲ့ဒါလေးကိုဒီထဲမှာခြာရေးနေเนาะသုံးငါရှေ့ဒါဖြစ်တယ်သုံးငါရှေ့သုံးညာ တိဟိတောငါရှိတုံညာတိနိဟုတ်ပြီနော်အဲ့ဒီကနန်း6ချော့လုံးကပြီးတော့15ချိန်မြောက်နော်အဲ့ဒီကနန်း6လုံးကပြီးတော့ဖြစ်ပါတယ်ကျွေးမေဆွေများ နှွေမေဆွေများခင်ဗျာကဲပါလာမယ်နော်ဒီနေရာလေးမှာပါလာမယ်ဗောနော်ဒီကနေ့တောင်းတော့อ่ะအဲ့ဒီလိုပါလာမယ်ဆိုတော့ကျွန်တော်အနေနဲ့ပြောပြရမယ်ဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ကြမယ်ဗောနော်တော်တော်ဆက်ဆက်ကျွန်ရဲ့မေဆွေဒီ၆လုံးပြီးပေါက်လေးကိုရရှိခဲ့ပြီဖြစ်ပါတယ်နော်အဲ့ရလေးကိုကျွန်တော်မစ်ဆွေလေးကျွန်နေတဲ့သူဘာရနော်ဒီမှာဗောနော် ဒီမှာနောက်ထပ်တစ်ဆိုင်ရှိသေးတယ်เนาะကျွန်တော်မစ်ဆွေများနောက်ထပ်တစ်ဆိုင်ရှိသေးတယ်ဒီနောက်ထပ်တစ်ဆိုင်ကိုနောက်နေ့ကျရင်ကျွန်တော်ပြပေးမယ်ဒီမှာလဲ2 2 3 6လုံးပြီးပါပါเนาะဟုတ်ပြီအဲ့ဒါလေးကိုလည်းကျွန်တော် note site ကိုနောက်နေ့ကျရင်ပြပေးမယ်ဒီနေ့ကတော့ဗီဒီယိုရှင်းရောမှာဆိုလို့เนาะဟုတ်လားဒေါ်ရဆက်တဲ့တငယ်ချင်းတို့3 5 6တုံညာဒီနေ့ကိုအပြီးပေါက်ရရှိတာပြောရင်เนาะโอเคအဲ့ဒါဆိုကျွန်တော်ရဲ့ဗီဒီယိုလေးကဒီလောက်ပါပဲเนาะ ကဲကျွန်တော်ရဲ့မိတ်ဆွေများနော်ဒါဆိုရင်6လုံးပြပတ်ကိုရရှိခဲ့ပြီးသားပြီဆိုတော့ကျွန်တော်အနေနဲ့ဒါဆိုရင်ဒီလိုလေးရလောက်ပါမယ်နော်အဲဒါကနန်းနဲ့ဆိုရှင်နဲ့3 5 8 3ရက်1ကိုမိတ်ဆွေတို့ကဒါဆိုရှင်ယူသုံးရနော်ကဲနောက်နေ့ကျတော့ရှင်ကျွန်တော်လက်6လုံးပြပတ်ကိုလာပြီးတော့နှစ်ခုတိုက်ပြီးတော့ကကနန်းဘလောက်ထွက်လဲဆိုတာဒီကိုနောက်ပြီးတော့လာပြပေးမယ်တော့ဆက်တဲ့ဒီ6လုံးပြပတ်ကိုမိတ်ဆွေများယူတာ နော်ချင်မပေါ့ဘူးတဲ့ပေါ့ဘူးအောင်ကျွန်တော်လုပ်အောင်နော်ကဲအားလုံးအခုပဲကျေးဇူးတင်ရှိတယ်နော်ကျွန်တော်နေနေလဲဒါဗီဒီယိုလေးကိုဒီလောက်နေလဲညနာရတော့မယ်နော်